မေရိကန်ပြည်ထောင်စုနဲ့တရုတ်ကြားကုန်သွယ်ရေးဆိုင်ရာသဘောတူညီချက်ရရှိလိုက်ပြီးဖြစ်တာကြောင့်မကြာခင်လက်မှတ်ထိုးအတည်ပြုနိုင်မယ်လို့သမရဒေါ်နယ်ထရမ့်ကပြောကြားလိုက်ပါတယ်။တောင်ကိုရီးယားနိုင်ငံမှာကျင်းပမယ်အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ APEC ထိပ်သီးစည်းဝေးပွဲကိုတက်ဖို့ရောက်ရှိနေကြတဲ့ခေါင်းဆောင်နှစ်ဦးဟာအောက်တိုဘာလ30ရက်ဒီကနေ့မှာပဲတွေ့ဆုံဆွေးနွေးကြတာပါ။ A lot of things and uh, we'll agree to some more right now. Uh, but uh, President Xi is a great leader of a great country. and I think we're going to have a fantastic relationship for a long period of time. And it's an honor to have you with us. Thank you very much. President Trump, it is a great pleasure for me as well to meet you. And it feels very warm seeing you again because it's been many years. <laughs> အမေရိကန်ဘက်ကလည်းတရုတ်ကတင်သွင်းတဲ့ဖန်တနောနဲ့ဆက်နွယ်တဲ့စေဝါပစ္စည်းတွေအပေါ်အခွန်ကောက်ခံနေတဲ့ပမာဏကိုအရင်က20ရာခိုင်နှုန်းရှိခဲ့ရာကနေ100ရာခိုင်နှုန်းကို short ချပေးဖို့သဘောတူလိုက်တဲ့အကြောင်းသမ္မတထရန့်ကပြောပါတယ်ဖန်တနောဟာမူရစ်ဆေးထုတ်လို့ရမှာအသုံးပြုတဲ့ဓာတုဆေးဝါးတစ်မျိုးဖြစ်ပါတယ် ကြာနဲ့တရုတ်နိုင်ငံကအတွင်းကုန်အားလုံးအပေါ်မှာတော့လက်ရှိ58ရာခိုင်နှုန်းကနေ100ရာခိုင်နှုန်းလျှော့ပြီး48ရာခိုင်နှုန်းကောက်ခံမယ်လို့ပြောပါတယ်တရုတ်ကအမေရိကန်ကိုမြေရှားတပ်ထုတင်ပို့ဖို့လက်တလောတနစ်စာသဘောတူညီချက်ရခဲ့တာဖြစ်ပြီးတနစ်ပြည်သွားတိုင်းတပ်တန်းတိုးဖို့အတွက်နစ်စင်ဆွေးနွေးညီနမ်းမှုတွေလုပ်ကြရမယ်လို့သမ္မတထရန့်ကပြောပါတယ်ဆွေးနွေးမှုအတွင်းတခြားအကြောင်းအရာအများပြားလဲပါဝင်ခဲ့ပေမဲ့ ထိုင်ဝမ်အရေးကိစ္စတော့မပါဘူးလို့ဆိုပါတယ်။သူ့ရဲ့ချောင်းရကြာအာရှသုံးနိုင်ငံခီးစဉ်အဆုံးသတ်ပြီးဒီကနေ့သမရရှိချင်းပင်နဲ့တွေ့ဆုံမှုပြီးပြီးချင်းမှာပဲအမေရိကန်ကို ပြန်လာနေတဲ့သမရရဲ့ Air Force 1လေယာဉ်ပေါ်မှာတရင်တောက်တွေကိုသမရထွန်းကအခုလိုပြောကြားခဲ့တာပါ။ 6နှစ်အကြာမှာပထမဆုံးအကြိမ်ပြန်တွေ့ဆုံကြတဲ့ခေါင်းဆောင်နှုတ်ဦးဟာဆွေးနွေးပွဲအတွက်လူချင်းစတွေ့တဲ့အချိန်ကလေးကအပြန်အလှန်နှွေးထွေးစွာလက်ဆွဲနှုတ်ဆက်ခဲ့ကြတာကိုတွေ့ရပါတယ်။တမရထရမ်ဟာလာမယ့် AP လမှာတရုတ်နိုင်ငံကိုချစ်ကြည်ခီးသွားရောက်ဖို့ရှိပြီးအဲဒီနောက်ပိုင်းမှာတမရရှိချင်းဖြင့်ဟာလည်းအမေရိကန်ကိုလာရောက်ဖို့ရှိတယ်လို့ပြောပေမဲ့ဘယ်တော့ဆိုတာတော့မသိရသေးပါဘူး။တရုတ်ကမြေရှားတပ်တူထုတ်လုပ်တင်ပို့မှုအပေါ်လဝကြီးအုပ်ထားရာကြောင့်အမေရိကန်ဘက်ကမကြေမနားဖြစ်လာပြီးတရုတ်ပေါ်သမ္မတထရမ့်အစိုးရက သွင်းကုန်အခွန်အစာပေါင်းများစွာတိုးမြင့်ကောက်ခံမယ်ဆိုတဲ့ချင်းချောက်မှုတွေထွက်ပေါ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာနိုင်ငံကြားတင်းမာမှုတွေပိုဆိုးလာခဲ့တာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ